ဆိုစတင်ပြီးတော့ပြောရအောင်ခန္တီဆိုတာဘာလဲအကျဉ်းများအပြင်တော့သီးခံခြင်းလို့နားလည်ထားကြပြီလားပါအဲ့လိုသီးခံနိုင်တယ်ဆိုလို့ရှိရင်ဒါမင်္ဂလာရှိတယ်လောကီရောလောကုတ္တရာရောကြီးပွားကြောင်းချမ်းသာကြောင်းကုသိုလ်ကောင်းမှုကြီးဖြစ်တယ်မြင့်မြတ်မှုကြီးဖြစ်တယ်ဆိုပြီးတော့မြတ်စွာဘုရားကသီးခံခြင်းမင်္ဂလာဒီနေရာမှာဥယျာဉ်တို့ခန္တီကိုအဓိဝါဒနာလို့အဓိဝါဒနာဆိုတာက ဘာတွေပဲဖြစ်လာဖြစ်လာနော်မိမိအပေါ်မှာမကောင်းတာတွေပြောလာတယ်မကောင်းတာတွေပြုတ်လာတယ်ဆိုလို့ရှိရင်ကိုယ့်အပေါ်မှာပဲတီးစေတာ तू ကပြောလာလို့ကိုကပြန်ပြီးတော့ပြန်လှန်ပြောမယ် तू ကပြုတ်လာလို့ကိုကပြန်လှန်ပြီးတော့ပြုတ်မယ်ဆိုလို့ရှိရင်အဲ့ဒါကိုယ့်အပေါ်မှာတီးစေရမရောက်ဘူးပေါ့ဟုတ်လားဒါကြောင့်ကိုယ့်အပေါ်မှာဆိုတာတွေစေတာတွေဆူတာတွေစိတ်တိုင်းမကြတဲ့အရာတွေကာယကံမှုဝစီကံမှုတွေ ਨੇ လွန်ကျူးလာပြီဆိုလို့ရှိရင်အဲ့ဒါကိုကိုယ်က တီးခံဖို့ကြိုးစားအားထုတ်တာပြန်လှန်ပြီးတော့မတုံ့ပြန်ဖို့ကြိုးစားအားထုတ်တာဟုတ်လားအလွန်မှဟိုကြင့်နိုင်ခဲ့တဲ့အကျင့်ကြီးတစ်ခုပါသူများကကိုယ့်ကိုစောစောကားကားပြောလာတာပြုတ်လာတာကိုဒါကိုဘာမှမပြန်မပြောဘဲနဲ့မပြုတ်ဘဲနဲ့ကင်ပြောပါစေပြုတ်ပါစေလို့ခေါင်းငုံပြီးတော့တီးခံနိုင်ဖို့ဆိုတာပေးတတ်ပေါင်းသူတော်ကောင်းတို့မလွယ်ပါဘူးဟုတ်ရဲ့လားအေးဒါပေမဲ့လို့အဲ့ဒီမလွယ်တဲ့အကျင့်ကိုပဲ ကြိုးစားပြီးတော့အထောက်ကြရမယ်ကျင့်သုံးကြရမယ်ဆိုပြီးတော့မြတ်စွာဘုရားကခန္တီဆိုတဲ့မင်္ဂလာဟောကြားတော်မူတာနော်ဒါကြောင့်ပြည်တော်ပေါင်းတော်ကောင်းတို့ဒီနေရာမှာတိခန့်ခြင်းနဲ့ပတ်သက်ပြီးတော့ဘာကြောင့်မင်္ဂလာဖြစ်ရကလေးစဉ်းစားကြရရှိတယ်တိခန့်ခြင်းဟာမိမိသူတော်ဘာနှုတ်သားအကျိုးတရားတွေကိုအများကြီးရှိစေတယ်နော်တိခန့်လိုက်ခြင်းအပြင်အကျေအကျေမငိမ့်ပွေတွေဘာမှဖြစ်စရာအကြောင်းမရှိဘူး နောက်တိခံလိုက်ခြင်းအပြင်ကိုယ့်အတွက်လည်းပဲငင်းအေးရာငင်းအေးချောင်းကျင့်300ရောက်တယ်သူ့အတွက်လည်းပဲငင်းအေးရာငင်းအေးချောင်းကျင့်300ရရောက်တယ်ဒါကြောင့်အလွန်တရာမှမြင့်မြတ်တဲ့စင်ကြယ်တဲ့အခြင်းဖြစ်တယ်ဆိုပြီးတော့ခန္တီပရမန်တဘောတိတိခာဆိုပြီးတော့မြတ်စွာဘုရားကတိခံခြင်းသည်အကျင့်တကအကျင့်တည်းမှာအမျက်ဆုံးအကျင့်ဆိုပြီးတော့ဟောတာဟုတ်ရဲ့လားဒါကြောင့်ပြေတော်ဘောင်သူတော်ဘောင်တို့ နောက်မကောင်းတာတွေဖြစ်လာပြီဆိုလို့ရှိရင်စိတ်ထဲမှာဒေါသအမြင့်မထွက်စေဘဲနဲ့တိခဏနိုင်တဲ့အလေးကျင့်ကိုကြိုးစားပြီးတော့အားထုတ်ကြရမယ်ပေါ့ဒီနေရာမှာဦးရှင်တို့အင်္ဂုတ္တပါဠိတော်မှာတိခဏခြင်းသည်အကျိုးကျေးဇူး၅ပါးရှိတယ်ဆိုပြီးတော့မြတ်စွာဘုရားဟောထားတယ်တိမခဏခြင်းကတော့ဆန့်ကျင်ဘက်အပြည့်၅ပါးရှိတယ်ပေါ့ဒီအကျိုးပြည့်လေးတွေကိုဦးရှင်တို့နားလည်ထားဖို့တော့လိုမယ်ဗျာဘာကြောင့်လဲဆိုတော့တိမခဏလို့ရှိရင် တိမခံလို့ရှိရင်အပြစ်တွေရှိတယ်။တိခံမယ်ဆိုရင်တော့အများကြီးကောင်းကျိုးချမ်းသာကိုရနိုင်တယ်လို့သိထားရင်သိထားသလောက်တိခံခြင်းနဲ့စိတ်တွေကတော့ပိုပြီးတော့များလာမှာပဲ။ဒါကြောင့်တိခံခြင်းရဲ့အကျိုးကျေးဇူးကိုနားလည်ဖို့လိုသလိုတိမခံရင်ဖြစ်ပေါ်လာနိုင်တဲ့အပြစ်တွေကိုလည်းနားလည်ထားဖို့လိုတယ်။အဲ့တော့မြတ်စွာဘုရားကတိမခံဘူးဆိုလို့ရှိရင်လည်းဘာဖြစ်လာနိုင်တော့ဆိုတော့ဘဟုနောဇနတအပိယဟောတိအမနာဘောတဲ့။ များစွာသောလူတွေရဲ့မချစ်မနှစ်သက်ခြင်းအမုန်းတရားတွေကို ကိုရရှိလိုက်မယ်။ဟုတ်လား။ကိုကတိမခံနိုင်မှုထစ်ကနေရှိရင်ပြန်ပြန်ပြီးတော့တုံ့ပြန်တုံ့ပြန်နေတယ်။ဘာလို့မှတိမခံနိုင်မှုဆိုလို့ရှိရင်တော့အဲ့ဒါလူတွေရဲ့မုန်းလျင်းကိုကိုခံရလိုက်မယ်။တကယ်လို့တိခံနိုင်မယ်ဆိုရင်တော့ဆန့်ကျင်ဘက်အနေနဲ့လူတွေရဲ့ချစ်ခင်မှုမြတ်နိုးမှုကိုကိုရမယ်ပေါ့။ဒါလည်းပဲဦးဇင်းတို့ပေးသပေါင်းသူတော်ကောင်းတို့ဟိုတိမခံခြင်းရဲ့အပြစ်တစ်ပါးကိုပြောတိုင်းပြောတိုင်း တိခဏ်ချင်းရဲ့အကျိုးကျေးဇူးကိုလည်းဆန့်ကျင်ဘက်အနေနဲ့နားလည်ရမယ်ပေါ့ဟုတ်ရဲ့လားအေးတိမခန်လို့ရှိရင်ဘဟုနောဇနတအပိယဟောတိအမနာဘုံလူတွေရဲ့ချစ်ခင်နဲ့တက်မှုမျက်နှာမှုကိုမရနိုင်ဘူးတဲ့ဒါလည်းမကဘူးတဲ့ဝေရဘဟုလောစာဟောတိဝိဇ္ဇဘဟုလောစာဝေရဘဟုလောရံများတယ်တဲ့တိမခန်လို့ရှိရင်ဟုတ်လားတိခန်မှုစွမ်းအားနည်းတဲ့ပုဂ္ဂိုလ်ဟာရံများတယ် ရံများလို့ရှိရင်ဒါဖြည့်ရှင်ရတာတွေနဲ့ဒုက္ခတွေလည်းပဲများသွားတာပါပဲဒါကြောင့်တိခံမဲ့ဆိုရင်တော့ရံမများဘူးပေါ့တိခံလိုက်ခြင်းအဖြစ်အခြေအခြေမငိမ့်မွေတွေဖြစ်เสียရမရှိဘူးပေါ့နောက်ပြဒနာအားလုံးကိုအခြေအမြစ်ကစပြီးတော့ဖြည့်ရှင်ရလဲရောက်တယ်လို့ဦးဇင်းတို့ထင်ပါတယ်ဟုတ်လားဒါကြောင့်တိမခံလို့ရှိရင်နံပါတ်၄ရံများတယ်ပြေတော့ဦးဇင်းတို့ဝိဇ္ဇဘဟုလို့တိမခံလို့ရှိရင်အပြစ်လဲများတယ် ဟုတ်လားကိုကတီးမခံနိုင်တော့ဒေါသအလေးရောက်မပြောတင်တာတွေကိုပြောမိသွားတယ်မလုပ်တင်တာတွေကိုလုပ်မိသွားတယ်အဲ့ဒီမှာဥရှင်တို့ပြစ်ဆုံးပါမှာလည်းပဲတော့အပြစ်တင်များလာလို့ရှိရင်ဒုက္ခတွေများလာနိုင်တယ်ဆိုကြမှာဆိုရာဇဝမှုတွေလွန်ကျူးမိတဲ့အထိအပြစ်တွေကြီးမယ်ဆိုရင်တော့အချုပ်အနှောင်တွေလည်းခံရနိုင်တယ်တန်ရိုက်တာတွေဘာတွေလည်းခံရနိုင်တယ်ဟုတ်လားအပြစ်များရင်ဒါဒုက္ခများလာတာပဲဒီအပြစ်တွေများလို့ရှိရင်တချို့အပြစ်တွေကြီးလွန်တဲ့အခါကျတော့ဟောတန်တရားမှတောင်းမှ ေးဆက်ရတဲ့အနေအထားမျိုးတွေလည်းရှိနိုင်တယ်ပေါ့ဒါကြောင့်မြတ်စွာဘုရားကသီးမခံလို့ရှိရင်အပြစ်လည်းများတယ်ယံများတာနဲ့အပြစ်များတာနဲ့မတူဘူးเนาะယံများတာကတော့ဒီပစ္စုပန်မှာအစင်းရဒုက္ခကြီးတယ်ဖြစ်ရှင်းရတာတွေစိတ်ရှုပ်တွေးရတာတွေပူလောင်ရတာတွေများတယ်ဆိုတဲ့အတိတ်ပဲပေါ့တော့အပြစ်များတယ်ဆိုတာကြတော့ပစ္စုပန်ဆင်းရဲတယ်မကဘူးတန်လျာဆင်းရဲကိုပါကြောက်เสียအနေထားရောက်သွားတယ် ဒါကြောင့်တိမခံလို့ရှိရင်အပြစ်လည်းပဲများတယ်တဲ့ဒါတွေမကဘူးတဲ့တံပုံလောကာလံကရောတိနော်တိမခံလို့ရှိရင်တေဂာနီးမှာတွေ့တွေ့ဝေဝေစင်းနေရပူပူလောင်လောင်တရားတဲ့တဲ့ကိုကဘဝတစ်လျှောက်မှာတိမခံမှုတွေနဲ့ပဲနေလာတယ်နော်အဲ့လိုဆိုလို့ရှိရင်ကိုယ့်ရဲ့အပြစ်တွေကိုယ့်ရဲ့အပြုအမူတွေဟာမတန့်ရှင်းတဲ့အတွက်ကြောင့်စိတ်မချမ်းသာတဲ့နေရာတွေများတဲ့အတွက်ကြောင့်တေဂာနီးမှာလည်းပဲဒီကိစ္စတွေက အကြောင်းအကျိုးဆက်ပြီးတော့နောက်ပူပူလောင်လောင်စင်းစင်းရဲရဲနောင်တတရားတွေနဲ့နော်တေလမ်းမဖြောင်းမှုဆိုတဲ့အတိတ်ဝင်ပေါ့ဟုတ်ရလားဒါကြောင့်ပြီးမှခံလို့ရှိရင်နံပါတ်၄အပြစ်ကဒီကနေ့မှစင်းစင်းရဲတရားတဲ့တဲ့ဒါတွေမကဘူးတဲ့စင်းစင်းရဲရဲတည်သွားပြီဆိုရင်တော့စင်းစင်းရဲရဲတည်တဲ့ပုဂ္ဂိုလ်တို့ရဲ့လားရာဖြစ်တဲ့နော်အပါယံဒုက္ကဋိဝိနိပါဒဏိရိယဥပပစ္စတိလို့မြတ်စွာဘုရားဟောတယ်ဘလုံးတရားမှစင်းရဲတဲ့ နော်အပေလေးပါးကိုရောက်သွားနိုင်နေတဲ့ဒါကြောင့်ပြည့်တဲ့ကောင်းသူတော်ကောင်းတို့သီးမခံလို့ရှိရင်ဒီအပြင်း၅မျိုးရှိတယ်နံပါတ်၁လူမုံများမယ်နံပါတ်၂ရံများမယ်နံပါတ်၃အပြင်းများမယ်နံပါတ်၄တေဃာနီးမှယုံညံ့စွာတေရလိမ့်မယ်ပြီးရင်ယုံညံ့တဲ့ဘဝတွေကိုရောက်သွားနိုင်တယ်ဒီသီးခံခြင်းအပြင်အပြန်အကျိုးကျေးဇူး၅ပါးမရနိုင်ဘူးလားအေးနံပါတ်၁လူချင်းလူခင် များမယ်နံပါတ်2ရံမများဘူးနံပါတ်3အပြစ်လည်းမများဘူးနံပါတ်4သေကနေမှကြည်ကြည်လင်လင်ချမ်းချမ်းသာသာသေရလိမ့်မယ်နံပါတ်5ကြည်ကြည်လင်လင်ချမ်းချမ်းသာသာသေရတဲ့ပုံကိုယ်ဒီလားရရောက်ရပေါင်းမြတ်တဲ့ဘဝတွေကိုရနိုင်တယ်ဒါကြောင့်တတ်နိုင်မယ်များဘဝမှာတွေ့ကြုံလာတဲ့အဆင်မပြေမှုမျိုးမျိုးစုံကိုသိခံခြင်းအားဖြင့်တော့ကြော်လွှားနိုင်ဖို့မလိုဘူးလားလောကကြီးမှာတော့သိခံနိုင်မယ်ဆိုလို့ရှိရင် စိတ်ချမ်းသာတာပါပဲတကယ်တကယ်ကတော့ဟုတ်လားဘာဖြစ်လို့လဲဆိုတော့အစင်မပြေတာတွေစိတ်တိုင်းမကြတဲ့နေရာတွေကတော့ဘဝမှာမတွေ့ဘဲနေမှာမဟုတ် ဟုတ်လားဘယ်ပုဂ္ဂိုလ်မျိုးမဆိုအစင်မပြေတာတွေစိတ်တိုင်းမကြတဲ့နေရာတွေကတော့နေ့စဉ်နဲ့အမြအနေနဲ့အများဆိုလို့မတွေ့ရဘူးလားတွေ့ရမယ်အဲ့ဒါကိုကိုကတိခံမယ်ဆိုတဲ့အမြင်နဲ့ရင်ဆိုင်မယ်ဆိုလို့ရှိရင်အဖြေကတမျိုးဖြစ်မယ်ဟုတ်လားအာဒါကိုငါတိမခံနိုင်ဘူး မရရကိုအတိမခံမှုနဲ့ပဲဖြည့်ရှင်းမယ်ဆိုရင်အဖြေကတမျိုးထွက်သွားပဲဟုတ်လားတွေးတာကြုံတာချင်းကတော့တယောက်နဲ့တယောက်တိတ်ပြီးတော့မကွာကြပါဘူးဒါပေမဲ့ရင်ဆိုင်ဖြည့်ရှင်းတာချင်းကြတော့တယောက်နဲ့တယောက်မတူဘူးဟုတ်ရဲ့လားဒါကြောင့်ပြည့်တတ်ပေါင်းသူတော်တို့တိခံမှုဖြင့်အစင်မပြေမှုတွေကိုပြေလည်အောင်ဖြည့်ရှင်းနိုင်ဖို့လိုတယ်ဒါဆိုရင်ဘုရားမှာမင်္ဂလာရှိတယ်လို့ဓမ္မဆရာဘုရားဟောပါတယ်အဲ့တော့ဦးကြီးတို့ဒီနေရာမှာ ဒီမင်္ဂလာတရားကိုဟောတဲ့နေရာမှာဟိုတပြေကံဆရာတော်ဘုရားကြီးရေးတဲ့ပေကြီးနေတရားတစ်ဆိုတဲ့ကျမ်းစာအုပ်ကြီးရှိတယ်။အဲ့ဒီထဲမှာမင်္ဂလာတုတ်ကိုဆရာဘုရားကြီးကအကျေတဝန့်ဖွင့်ဆိုပြီးတော့ရေးထားတယ်။အဲ့ဒီကျမ်းစာကိုဦးဇင်းတို့အမိပြုတ်ပြီးတော့ပေသပေါင်းတတော်ကောင်းတို့ကိုပြောပြရပါဟုတ်လား။ဦးဇင်းတို့တရားကိုမနာပြည့်ရင်လည်းပဲအဲ့ဒီကျမ်းစာအုပ်ကြီးတွေကမင်္ဂလာတုတ်အဖွင့်ကိုကြည့်မယ်ဆိုရင်တော့ဒီတရားနာတာနဲ့တိတ်ပြီးတော့ထူးမှာမဟုတ်ဘူးပေါ့နော်။ အဲ့ဒါဦးဇင်းတို့စာဖတ်ဖြစ်ဖို့ဆိုတာကလူသားမန်နေမှာသိပြီးတော့မလွယ်ပါဘူးဟုတ်ရဲ့လားအေးဒါကြောင့်အဲ့ဒီထဲမှာဆရာဘုရားကြီးကတိခဏ်ခြင်းနဲ့ပတ်သက်ပြီးတော့ဘာကိုပြောထားတော့ဆိုတော့ဦးဇင်းတို့တရားမင်းရဲ့အကြောင်းကိုပြောထားတယ်။ဦးဇင်းတို့သက္ကတာဝကတန်ရုပ်ပါဠိတော်မှာနဝေပစိတိတုတ်တံဆိုပြီးတော့တုတ်တံတစ်ခုရှိတယ်။အဲ့ဒီတုတ်တံမှာဘာဆိုထားတော့ဆိုတော့ဦးဇင်းတို့ တာဝရိနာရီနဲ့အတူတာတို့ဟာမကြာခဏစစ်ဖြစ်ကြတယ်လို့ဆိုရတယ်။တခါတည်းရမှာအတူတာတွေကနိုင်တယ်တခါတည်းရမှာတာဝရိနာကနိုင်တယ်။ဟိုပြက်ပြက်သားသားကြီးနိုင်တယ်လို့လည်းမရှိဘူး။အဲ့ဒါတစ်ချိန်မှာတော့ဝိပစိတ်ထိအတူတိန်ကြီးကနော်အတူတာတို့ရဲ့ဘက်ကခေါင်းဆောင်ပေါ့။အဲ့ဒီဝိပစိတ်ထိအတူတာကိုတရားမင်းကဖမ်းလာတယ်နိုင်လို့ပေါ့။ဖမ်းလာပြီးတော့သူ့ကိုနော်ခြေနှစ်ချောင်းလက်နှစ်ချောင်းခေါင်း ။အဲ့ဒီ၅ခုကိုတခါတည်းတုံ့နှောင်ထားတယ်လို့ဆိုတယ်။အဲ့ဒီတုံ့နှောင်မှုကနတ်တို့ရဲ့တကိုးနဲ့တုံ့နှောင်တာဆိုတော့တရားမင်းကမကောင်းဘူးမကောင်းဘူးလို့ဒီလိုစိတ်ရှိလာရင်အဲ့ဒီတုံ့နှောင်ထားတာကြီးကပုပ်ပုပ်ပြီးတော့တင်း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 သွားတယ်လို့ဆိုတယ်။ဟုတ်လား။တော်တော်တော့ပညာသားပါတယ်လို့ဆိုရမှာပေါ့နော်။တရားမင်းကကောင်းတယ်တကယ်လည်းတရားမင်းကကောင်းပါတယ်။ကောင်းတယ်လို့အမှန်တိုင်းသိရင်အဲ့ဒါကရော့နေတယ်သိပြီးတော့ပြဿနာမရှိဘူးအဲ့ဒါလို့တုံ့နှောင်ပြီးတော့တရားမင်းကဘယ်မှာထားတော့ဆိုတော့ ဒီသူဓမ္မဇေယျရဲ့အပေါ်ဝါမှာသူ့ကိုတုံထတာပေါ့အဲ့ဒါအဲ့ဒီဝေပစီတိအတူတည်းကလည်းလုံးဝမကြောက်ဘူးအဲ့ဒါကြားမင်းကဒီဇေယျแท้ကိုဝင်ထွက်သွားလာနေတာပဲအပေါင်းဟော်တွေနဲ့လှုပ်ရှားရှိတဲ့လှုပ်ရှားမှန်ရရှိတာတွေကိုရှင်းမှန်မှုဒီဓမ္မယုံနဲ့ကိုသွားလာနေတယ်အဲ့ဒါသွားတိုင်းလာတိုင်းဒီဝေပစီတိအတူတာကအမြဲတမ်းဆဲတယ်တဲ့ဟုတ်လားအင်မတန်ရုပ်မာတဲ့ညဉ့်ညမ်းတဲ့အတုံးလုံးနဲ့ဆဲတယ်ဒါပေမဲ့ကြားမင်းကဘာမှပြန်မပြောဘူးတဲ့ ဒါ तू နိုင်လို့တုတ်ထားတယ်သူ့ရဲ့အကျဉ်းသားပဲ။ तू အကျဉ်းသားကသူ့ကိုပြန်ဆဲတာကို तू ကဘာမှပြန်ပြီးတော့မလုပ်ဘူး။သူ့ကိုတုတ်မထားရင်မဖြစ်လို့သာတုတ်ထားတဲ့အနေထားပဲ။အဲ့လိုဝင်တိုင်းထွက်တိုင်းဆဲနေတော့မပြောတော့ဆိုတော့မတလိကဂျားတဲ့ကလည်းမခံနိုင်ဘူး။မခံနိုင်တဲ့အခါကျတော့ဂျားမင်းကိုမေးတယ်။ရှင်ဂျားမင်းတဲ့ဒီလိုဆဲနေတာကိုမကြားဘူးလား။အဲ့ဒါကိုဘာမှပြန်မပြောဘဲနဲ့သီးခံနေတာဟာ ကြောက်လို့တီးခံနေတာလားဒါမှမဟုတ်သူ့ကိုရင်ဆိုင်နိုင်တဲ့အားမရှိလို့တီးခံနေတာလားတဲ့ဒါမေးတယ်ရရှိတယ်နော်တချို့ပြန်မလုပ်ဘူးဆိုတာကကြောက်လို့မလုပ်တာရှိတယ်ပြီးတော့သူ့ကိုကိုမရှင်းနိုင်လို့အခုချိန်တော့မရှင်းနိုင်သေးဘူးကြောက်တော့မကြောက်ဘူးဒါပေမဲ့ရှင်းလိုက်ရင်ကိုနာမယ်ဆိုတာကိုသိလို့တီးခံနေတာလည်းတချို့ရှိတယ်ဟုတ်လားအခုအဲ့ဒါကိုမေးတာကြောက်လို့တီးခံနေတာလားတဲ့ဒါမှမဟုတ်အားမရှိလို့တီးခံနေတာလားတဲ့ လိုမေးတဲ့အခါကျတော့တရားမင်းကငါသူ့ကိုကြောက်လို့တီးခံနေတာလည်းမဟုတ်ဘူးသူ့ကိုရှင်ဖို့အတွက်အားမရှိလို့တီးခံနေတာလည်းမဟုတ်ဘူးစင်စစ်အားဖြင့်ငါလိုပညာရှိတဲ့လူတယောက်ဟာငါလိုပညာရှိတဲ့ပုဂ္ဂိုလ်တယောက်ဟာဒီလိုမိုက်မဲတဲ့လူတယောက်နဲ့ရှင်ပြီးတော့ပြောကြရအောင်မရှိဘူးတဲ့ဟောလူဆိုတာဉာဏ်ကြီးလေလေကိုယ့်အဆင့်ကိုကိုယ်နားလေလေလေပါပဲဟုတ်ရလားအေး ပညာရှိတဲ့လူတယောက်ဟာမိုက်မဲတဲ့လူတယောက်နဲ့ရှင်းပြီးတော့ပြောတဲ့အကြောင်းမရှိဘူးတဲ့ဒါကြောင့်မလို့ငါဘာမှမပြောဘူးလို့ပြောတော့အဲ့ဒီလိုပြောတဲ့အခါကျတော့မတလိကဘာပြန်ပြောတယ်ဆိုတော့တရားမင်းနဲ့လူမိုက်တယ်ဆိုတာတိခဏနေလို့ရှိရင်ရောက်တက်လာတဲ့သဘောရှိတယ်တဲ့ဒါကြောင့်သူတို့ကိုပြင်းပြင်းထန်ထန်ဓာန်ပေးခြင်းအဖြစ်တားမြစ်မှတာနဲ့လူအများစုချမ်းသာရရမယ်ပေါ့ဟုတ်လားသူတို့ကိုမတားမြစ်ဘူးဆိုရင်သူတို့ဟာမိုက်မဲတဲ့အတွက်ကြောင့် အများကြီးအကျိုးမဲ့တွေကိုလုံနိုင်တယ်။ဒါကြောင့်တီးခံနေလို့မဖြစ်ဘူး။လူမိုက်ဆိုတာဒဏ်နဲ့ပဲတန်တယ်လို့ပြောတယ်။ယုတ်တရစဉ်းစားရင်တော့ပိဋကပေါင်းတော်တို့ဒါဟာတော်တော်သဘာဝချတယ်လို့ထင်လျားရှိတယ်နော်။ဒါကလည်းပဲလောကအမြင်လောကရှုတော့ကနေကြည့်ပြီးတော့မတ္တလိကံပြောတာဖြစ်မှာပါ။အဲ့ဒါလိုပြောတဲ့ခါကျတော့ကြာမင်းကဘာပြန်ပြောတုံဆိုတော့မတ္တလိတဲ့အင်းလူတယောက်အမျက်ထွက်လာပြီတစုံတယောက်အမျက်ထွက်လာပြီဆိုရင် ိုကပြန်ပြီးတော့အမျက်မထွက်ဘဲနဲ့စိတ်မတူဘဲနဲ့မတုံ့ပြန်ဘဲနဲ့ကိုဘတော်ကိုငြိမ်းငြိမ်းချမ်းချမ်းဖြစ်အောင်တီးဆောက်ပြီးတော့နေခြင်းတည်ပင်လေအဲ့ဒါလူမိုက်ကိုအကောင်းဆုံးတားခြင်းလို့ငါထင်တယ်တဲ့တရားမင်းရဲ့စကားကအလွန်လေးနဲ့တဲ့တူကြောင်သူ့ဟာကိုလွယ်လွယ်နဲ့လက်ခံဖို့တော့မလွယ်ဘူးဟုတ်လားလွယ်လွယ်နဲ့လက်ခံဖို့မလွယ်ဘူးဆိုတာကခဲရခဲစစ်စဉ်းစားပြီးတော့ညံပါပါနဲ့စဉ်းစားရင်တော့သူ့ဟာကမှတကယ်ကောင်းတယ်ဆိုတာကိုသိရလိမ့်မယ်။ ဟုတ်ရဲ့လားသူကလက်ခံတယ်ဆိုတာပေးတဲ့နားလေမှလက်ခံလို့ရတာလက်မခံဘူးဆိုတာကနားမလဲသေးဘူးဆိုတဲ့အဓိပ္ပာယ်လို့ဦးဇင်းထင်တယ်ဟုတ်ရဲ့လားအေးခုတရားမင်းရဲ့စကားတွေကိုနားလေမယ်ဆိုရင်တော့လက်မခံနိုင်စရာအကြောင်းမရှိဟုတ်လားအဲ့တော့လူမိုက်ကိုဒံပေးမှ လူမိုက်ဟာငြိမ်ပဲလို့မတတိကပြောတာအဲ့တော့တရားမင်းကဘလို့ပြန်ပြောတာအဲ့တော့သူ့ကိုတီးခံနေခြင်းကိုကပဲသူ့ကိုဒါအကောင်းဆုံးတားဆီးနေတယ်လို့သူကပြန်ပြောတာ။ အဲ့လိုပြောတာကိုမတတိကလက်မခံလက်မခံမနဲ့သူကဘာပြောလဲဆိုတော့ကြားမင်းတဲ့တီးခံခြင်းမှာကျွန်ုပ်ကတော့အပြစ်တွေပဲမြင်တယ်တဲ့။နောက်တီးခံရတာကောင်းကိုမကောင်းဘူးလို့မြင်တယ်တဲ့။ဘာဖြစ်လို့လဲဆိုတော့တီးခံပြီဆိုလို့ရှိရင် လူမိုက်တွေကရှုံးတဲ့နွားရဲ့နောက်ကိုနိုင်တဲ့နွားတွေကဝိုင်းပြီးတော့လိုက်ကြတယ်လို့အဲ့ဒါအများကြီးလိုက်ပြီးတော့လွှမ်းမိုးကြတယ်အနိုင်ကျင့်ကြတယ်တဲ့။ဒါကြောင့်တီးခံတာကောင်းကိုမကောင်းဘူးတဲ့။ဒါပေတဲ့တော့အဲ့ဒါကိုသဘောကျလား။ အဲ့ဒါကမြတ်စွာဘုရားရဲ့အလိုတော်ကြမဟုတ်ဘူးเนาะအဲ့ဒါလိုပြောတဲ့ခါကျတော့ကြားမင်းကဘာပြောတော့ဆိုတော့မတတိတဲ့ငါကိုကြောက်တယ်လို့ထင်ရင်လဲထင်တဲ့เนาะမထင်ရင်လဲနေဘယ်လိုပဲထင်ထင်ထင်ရင်တဲ့အတိုင်းထင်ကြပါစေတကယ်စင်စစ်အားရှိပါလဲနေအားမရှိတဲ့လူကိုတိခန္ဓာဟာအလွန်မှမြတ်တယ်တဲ့ဟုတ်လားအားရှိပါလဲနေ အာမရှိတာအာမရှိတဲ့လူကိုတီးခံရတာအလွန်မမြတ်တယ်။ဘာကြောင့်လဲဆိုတော့လောကကြီးမှာများသောအားဖြင့်တီးခံနေကြတာဟာအာမရှိလို့တီးခံနေကြတာများတယ်တဲ့။ဟုတ်လား။ငါကတော့သူ့ကို နိုင်နိုင်တဲ့အစွမ်းရှိပါလဲနဲ့အားရှိပါလဲနဲ့ငါတီးခံနေတယ်ပေါ့။တရားမင်းကအဲ့ဒီမှာသူပါဆက်ပြောတော့ဆိုတော့လူမိုက်တေရဲ့အားဟာတကယ်အားမဟုတ်ဘူးတဲ့။ဟုတ်လား။အမြဲသောတာကိုထိမ့်သိမ့်ပြီးတော့ တိခဏနိုင်ရင်ဆိုတဲ့ခွန်အားကမှတကယ်အားဖြစ်တယ်တဲ့ဟုတ်လားဒီစကားတွေကပေးသက်ပေါင်းတော်ကောင်တို့အကျေတုံးပြောစရာအလွန်ကောင်းတယ်ဗျဟုတ်လားလူမိုက်တို့ရဲ့အားဟာတကယ်အားအစဲမဟုတ်ဘူးတဲ့တိခဏချင်းခွန်အားဒီတာနဲ့တကယ်အားဖြစ်တယ်တဲ့အဲ့တော့လောကကြီးမှာအမျက်ထွက်လာတဲ့လူတယောက်ကိုကိုကပြန်ပြီးတော့အမျက်မထွက်ဖဲနဲ့နေတာဟာကို့အတွက်ရောသူ့အတွက်ရောအကောင်းဆုံးဖြစ်အောင်ကျင့်သုံးရရောက်တယ်တဲ့ဒါကိုပေးသက်ပေါင်းတော်ကောင်တို့ နားလေစရာအလွန်ကောင်းပါတယ်ဗျာနော်တစုံတရာကကိုယ့်အပေါ်မှာမကောင်းတာကျန်တဲ့အမျက်ထွက်တယ်ကိုကမတုံ့ပြန်မဲနဲ့အမျက်မထွက်ဖဲနဲ့နေမယ်ဆိုလို့ရှိရင်ကိုအမျက်မထွက်ဘူးကိုကောင်းကောင်းမွန်မွန်နေတယ်ဆိုတာကို तू ကမတည်ပဲနေမှာမဟုတ်အဲ့ဒါတည်ပင်နဲ့သူ့ကိုထပ်ပြီးတော့အမျက်တွေထွက်မလာဘူးရုံမှမှုတွေဖြစ်မလာဘူးသူ့ကိုရက်ဆိုင်ရာရောက်တယ်။သူကအမျက်ထွက်လို့ကိုကအမျက်ထွက်မယ်ဆိုရင်သူကလည်းပြန်ပြီးတော့အမျက်ထွက်ပြီးတော့ဒီဒေါသတန်လျာဒီပြင်းမှမှုတန်လျာဟာဆုံးမှာမဟုတ်ဟုတ်ရဲ့လား။ သူကမကောင်းလို့ကိုကမကောင်းဆိုကိုကမကောင်းတော့သူကပြန်မကောင်းမယ်ဆိုတော့ဒီမကောင်းတန်တရားကြီးဟာလဲနေတော့မှာဟုတ်ရဲ့လားသူကမကောင်းတာဟာသူ့အပိုင်းကဏ္ဍငါကတော့သူမကောင်းခြင်းဒီငါမကောင်းခြင်းရဲ့အကြောင်းတရားမဖြစ်စေရဘူးဆိုတဲ့သဘောနဲ့တော့သူမကောင်းတာကသူမကောင်းတာငါမကောင်းတာလို့ရင်ငါကလည်းမကောင်းတာအတူတူဖြစ်သွားမယ်ဒါကြောင့်ငါကတော့ကောင်းအောင်ပဲနေမယ်ဆိုပြီးတော့သူမကောင်းတာကိုမကောင်းတာနဲ့မတူဘဲနဲ့မတုံ့ပြန်မဲနဲ့အကောင်းဆုံးအနေထားနဲ့နေနိုင်မယ်ဆိုရင် ဒါမကောင်းတဲ့စက်ကြီးလဲဖို့အတွက်ကိုကအာမပေးတော့ဘူးမကောင်းတဲ့စက်ကြီးကိုရက်ဆိုင်ဖို့အတွက်ပြုတ်လို့ရမရောက်ဘူးလားအေးအဲ့ဒါဒီပဲလေကိုရဲ့အကျိုးစီးပွားကိုလည်းကျင့်သုံးရရောက်တယ်သူ့ရဲ့အကျိုးစီးပွားကိုလည်းကျင့်သုံးရရောက်တယ်မတလီတဲ့လောကကြီးမှာအမျက်ထွက်တဲ့လူကိုပြန်ပြီးတော့တုံ့ပြန်အမျက်ထွက်တဲ့လူဟာအဲ့ဒီရှေးအမျက်ထွက်တဲ့လူတဲ့နောက်ကလိုက်ပြီးတော့အမျက်ထွက်တဲ့လူဟာပို့ပြီးတော့ရုပ်မာတယ်တော့ငါထင်နေတဲ့ဒါကလည်းသူကအကြောင်းရှိတယ်အဲ့လိုပြောရတာဟုတ်လား အမျက်ထွက်တဲ့လူကိုပြန်ပြီးတော့အမျက်ထွက်တာဗါတဲ့လို့ရုံမာတယ်လို့ငါထင်နေတယ်။ဘာကြောင့်လို့ဆိုတော့သူ့မှာအမျက်ထွက်လို့စိတ်ဆင်းရဲကိုဆင်းရဲပူပူလောင်လောင်ဖြစ်နေတာကိုကိုတိပါလဲခင်နဲ့ဒီမကောင်းတဲ့အမျက်ကိုကိုကဆက်ပြီးတော့လက်တဲ့ခန္ဓာဟာဒါကိုအလွန်မှမိုက်မဲရာရောက်တယ်။ဟုတ်လား။ကို့မှာအကောင်းဆုံးရှေ့ကနေပြီးတော့ဒီတရားဟာဒီလိုဒုက္ခတွေပေးတတ်ပါတယ်လို့ ဘဝနဲ့ရင်းပြီးတော့ကိုယ့်ရှေ့မှာလာပြီးတော့တက်တည်ပြနေတာကြီးရှိပါလေကနဲ့မြင်ပါလေကနဲ့ဟုတ်လားဒီလိုဒေါသမျိုးဒီလိုဒုက္ခပေးတဲ့အရာမျိုးကိုကိုကဆက်ပြီးတော့လက်တင်ခံမယ်ဆိုရင်သူ့ထက်ကိုကပို့ပြီးတော့မိုက်မဲရမရောက်ဘူးလားအေးဒါကိုပြောတာနော်တုံ့ပြန်အမျက်ပြန်၍ထွက်မှုရှစ်ထက်နောက်လို့မိုက်တော့ဟူ၏ဆိုတာဟုတ်လားနော်သူမှအမျက်ထွက်လို့ဒေါသတွေဖြစ်လို့ဆင်းရဲနေတာကိုသိပါလေကနဲ့ ဟုတ်လားဒီလိုဒေါသမျိုးသူ့လမ်းစဉ်ကြီးကိုပဲကိုကဆက်ပြီးတော့လိုက်မယ်ဆိုရင်ကိုကမိုက်ရမှာမဟုတ်လားရောက်တယ်အဲ့ဒီမှာသူကဘာဆက်ပြောတော့ဆိုတော့သူအမျက်ထွက်တာကိုကိုကအမျက်မထွက်ဘဲနဲ့တီးခတ်နိုင်မယ်ဆိုရင်တော့တင်္ကာမေဇီတိဒုစရ အလွန်တရာအောင်နိုင်ခဲ့တဲ့စစ်ပွဲတွေကိုအောင်နေလို့ဆိုရမေးတဲ့ဟုတ်လားပေးတဲ့ပေါင်းတော်တော်တို့စစ်ပွဲဆိုတာအောင်ဖို့မလွယ်ပါဘူးဟုတ်လားတစ်ဖက်ကလည်းတိုက်ခိုက်နေတာပဲနိဟုတ်လား เออไอ้ตัวဆိုရင်အောင်နိုင်ခဲ့တဲ့တိုက်ပွဲကိုအောင်တယ်ဆိုတာဘာလဲเนาะတိခဏနိုင်ခဲ့တဲ့အရာကိုတိခဏလိုက်နိုင်တာဟာအောင်နိုင်ခဲ့တဲ့တိုက်ပွဲကိုအောင်တာပဲဟုတ်ရဲ့လားဒါကြောင့်ပြည့်တော်ဘောင်းတော်ကောင်းတို့တရားမင်းကဗာလိတောင်ဆက်ပြောထားတဲ့ုံဆိုတော့เนาะအဲ့လိုတိခဏတဲ့ပုဂ္ဂိုလ်ကမိမိအတွေ့ရောသူတော်ဘာအတွေ့ရော အကောင်းဆုံးဖြစ်အောင်ကျင့်သုံးနေတာကိုပဲမိုက်မဲတဲ့လူတွေကဒီသီးခံတဲ့လူကိုအလကားပါဒီလူဟာလူအပါလူမိုက်ပါလို့အပြစ်တင်ကြသေးတယ်တဲ့ဟုတ်ရဲ့သားဒါကြောင့်ပြည်တော်ပေါင်းတော်ကောင်းတို့သီးခံခြင်းတရားဆိုတာကတကယ်တမ်းလေးလေးနက်နက်စဉ်းစားကြည့်မယ်ဆိုလို့ရှိရင်အလွန်မှမြင့်မြတ်တဲ့တရားဖြစ်တယ်ဟုတ်ရဲ့လားအလွန်မှမြင့်မြတ်တဲ့တရားဖြစ်တယ်ဒါကြောင့်သူတော်ကောင်းကြီးတွေကနော်စေကပုံလေးတစ်ခုရှိတယ်မို့လားတင်းကြီးခံနိဗ္ဗာန်ရောက် ဟုတ်လားအဲ့ဒါတကယ်နိဗ္ဗာန်ရောက်မယ်တဲ့တည်ငြိမ်ခံနိုင်လို့ရှိရင်ဘာပဲဖြစ်ဖြစ်တည်ငြိမ်ခံနိုင်ရင်တကယ်နိဗ္ဗာန်ရောက်မယ်သီလတမာတိပညာနာခန္တီပရဏကာရဏနော်ကောင်းပြီဆိုတဲ့သီလတမာတိပညာသူတော်ကောင်းတရားတွေဟာတိခဏ်ဉင်းကိုအခြေခံပြီးတော့မှအကြောင်းပြုပြီးတော့မှဖြစ်နိုင်တာတဲ့ဟုတ်လားတိခဏ်ဉင်းဆိုတဲ့ပရဏအကြောင်းတရားမရှိဘူးဆိုရင်သီလလည်းမဖြစ်နိုင်ဘူးတမာတိလည်းမဖြစ်နိုင်ဘူးပညာလည်းမဖြစ်နိုင်ဘူး အထိတ်လောက်ထိတောင်ပေးတဲ့ဘောင်တော်ကလို့သဘောပေါက်ဖို့လိုရင်တော့အေးဒါကြောင့်တိခဏ်ချင်းအကျင့်တရားကိုတတ်နိုင်တယ်များကျင့်သုံးဖို့လိုတယ်။ဒါနဲ့ဘာတွေကိုတပြည့်လို့တိခဏ်ရမှာတို့ဘဝမှာဘာတွေကိုတိခဏ်ရမှာတို့အချင်းချုပ်ကလေးပြောမယ်ဗျ။တိတ္တပုံနတအေးကိုတိခဏ်ရမယ်အပူကိုတိခဏ်ရမယ်တဲ့။တိခဏ်နာကိုကြီးဟာဒီရာတိဥတုအပူအေးကိုဘယ်လိုမှရှောင်လို့မရအောင်ဟုတ်လားအေးလို့သာစိတ်တုံမယ်ပူလို့သာစိတ်တုံမယ်ဆိုလို့ရှိရင်ကိုဟာရင့်ကျက်ရမရောက်တော့ဘူး ဟုတ်တယ်မဟုတ်လားဉာဏ်ကြီးကမရောက်တော့ဘူးကိုကစိတ်တူလို့လည်းပဲအေးဓာကြီးကပူမသွားသလိုပူဓာကြီးကလည်းအေးသွားမှာမဟုတ်ဘူးဟုတ်ရလားအဲ့ဒီတော့သီးခံခြင်းအောင်ဖြစ်တာလေကိုဟာနားလေတဲ့လူရင်ကျက်တဲ့လူအသိဉာဏ်ရှိတဲ့လူလို့ဆိုရမှာဟုတ်လားဟုတ်တယ်ဒါကြောင့်အပူကိုသီးခံရမယ်အေးကိုသီးခံရမယ်နောက်ပြီးတော့ရိခိဆာယပိပာတာယဆောင်းလုံးမှုသိခြင်းကိုသီးခံရမယ်ဟောခန္ဓာကိုယ်က ေးလာတဲ့ပြဿနာပါဆာလောင်မှုသိတယ်ဆိုတာဘိဒဘောတော်အောင်လို့ရှောင်လို့မရဘူးနော်ရှင်သန်နေတယ်ဆိုတာကအာဟာရတည်းတွေကိုကုန်ခန်းစီရင်လောင်ကျွမ်းစီရင်ဖြင့်ရှင်သန်ရတာဘူးအဲ့ဒီအာဟာရကိုအမြဲတမ်းထည့်ပေးရမယ်ပေါ့ဟုတ်ရဲ့လားဒါကိုဆာလောင်လာလို့မှုသိလာလို့ကိုဟာတိမခံနိုင်ဘူးဒေါသဖြစ်မယ်ဆိုရင်မိုင်မဲရာရောက်မယ်ပေါ့ဟုတ်လားအေးနောက်ပြီးတော့ဒံတမကတဝါဒတပတ္တိတပတ္တံဖတ်တာနာ မဲ့ချင်းရင်လေနေပူမွေကင်းတန်းတို့ရဲ့အတွေ့ကိုတီးခံရမယ်တဲ့ဟုတ်လားလေပူတိုက်လာတဲ့နေတွေပူလာတဲ့ချင်းတွေကြိုးတွေတန်းတွေပိုးကောင်မွားကောင်လေးတွေရှိတယ်ဟုတ်လားဒါတွေကိုလူ့ဘဝကြီးမှာရှောင်လွှဲလို့မရဘူးအဲ့ဒါကိုမလုပ်ရမှာတော့တီးခံရပဲနောက်ပြီးတော့ဦးဇင်းတို့ဒုရုဒ္ဒနံဒုရာကတနံဝဆနပဋ္ဌာနံပဝန်းကျင်ကကိုယ်အကြောင်းမကောင်းပြောလာတဲ့အတန်တွေကိုလည်းပဲတီးခံနိုင်ရပဲတဲ့ ဘလုံးမလက်တွေ့ကြတဲ့ဟောပြောချက်တွေနော်ဒီကိစ္စမှာကြီးများဟုတ်ရလားပဝန်းကျင်ကကိုယ့်ကိုမကောင်းပြောလာတဲ့စကားအတန်တွေကိုဟာရှောင်လို့မရဘူးကိုလည်းပဲသူများအကြောင်းပြောခြင်းဟန်ပြောသလိုသူများကလည်းကိုယ့်အကြောင်းပြောခြင်းဟန်ပြောမှာပဲဟုတ်လားသူများပါဇက်ပေါက်ကိုလိုက်ပိတ်လို့ဖြစ်တဲ့ကိစ္စမဟုတ်ဘူးအဲ့တော့တွေ့ကြုံလာတဲ့အဲ့ဒီအခြေအနေကိုတိခန့်ခြင်းအားဖြင့်သာလျှင်ကိုယ်မှချမ်းသာအောင်ကြိုးစားအထောက်ကျရမှာဟုတ်ရလားအေးနောက်ပြီးတော့ဘာကိုတိခန့်ရမှာလို့ဆိုတော့ ဒီခန္ဓာကိုယ်ကဖြစ်ပေါ်လာတဲ့ဥပ္ပန္နနာတတိကာဏဝေဒနာနာတိဗ္ဗာဏခရဏကတုကာဏအတတနာအမနာပါဏပါဏဟရဏအဓိဝါဒကဇာတိကိုဟောတိတဲ့ဒီခန္ဓာကိုယ်ကြီးကဖြစ်ပေါ်လာမယ်အလွန်မှပြင်းထန်တဲ့ခါးသီးတဲ့ပူလောင်တဲ့နော်ယောဂါတို့ကြောင့်ဖြစ်လာတဲ့ဆင်းရဲတဲ့ဒုက္ခဝေဒနာတွေဆိုတာတစ်ချိန်မှတွေ့ရလိမ့်မယ်ကြုံရလိမ့်မယ်ဟုတ်ရလားပါဏဟရဏ အသက်ကိုတောင်နှုတ်ယူသွားနိုင်သည့်အထိပြင်းထန်ဆိုးရတဲ့ဒုက္ခတွေကိုဒကာမတို့ဦးဇင်းတို့ရဲ့ခန္ဓာကိုယ်ကြီးကတနေ့မှပေးလာပါ ဟုတ်လားပြလာပါအဲ့ဒီအချိန်မှာမလုပ်နိုင်အောင်ကြိုးစားရမလို့ဒီခံနိုင်အောင်ကြိုးစားရမယ်ဒီခန္ဓာကိုယ်ကြီးကပဲဆင်းရဲဒုက္ခကြီးလာပါပြီဆိုတာကိုပဲဖြစ်စေအောင်ပါဟုတ်တယ်မဟုတ်လားအေးဒါကြောင့်ပေးတဲ့ဘောင်းတော်တို့မြတ်စွာဘုရားကတော့ဒေသနာတော်အတိအသီးမှာအဲ့ဒီအချက်မြအဖြစ်အချက်၅ချက်ကိုတိခံရမယ်လို့ဟောထားတယ်နော်အပူရင်းကိုတိခံရမယ် ်ဆာလမုတ်တိချင်းကိုတည်ခံရမယ်။ကိုကောင်မွားကောင်လေးဘူးနေဘူးတို့ရဲ့တန်ကိုတည်ခံရမယ်။နော်။ဘဝင်းကျင်ကပြောလာဆိုးလာတာတွေကိုတည်ခံရမယ်။ခန္ဓာကိုယ်ကအမျိုးမျိုးဖြစ်လာတဲ့အဆင်မပြေမှုတွေကိုတည်ခံရမယ်။အဲ့ဒါလို့ဘာတွေပဲတွေ့လာလားအဆင်မပြေမှုမှန်တဲ့များကိုဒေါသမဖြစ်စေဘဲနဲ့ကြည်ကြည်သာသာနားလည်မှုအပြည့်နဲ့တည်ခံနိုင်မယ်ဆိုလို့ရှိရင်အဲ့ဒါအလွန်မှကြီးမြတ်တဲ့မင်္ဂလာရှိတယ်လို့ဆိုရမယ်။ ဟုတ်ရဲ့လားဒါကြောင့်ပေးတဲ့ပေါင်းသူတော်ကောင်းတို့တိခဏနိုင်ရင်မင်္ဂလာရှိတယ်